မင်္ဂလာပါမိတ်ဆွေတို့ရဲ့ဒီတစ်ခါမှာတော့ကျွန်တော်ကကြက်ပါလေးတွေကိုစက်တယ်မွေးမြူထင်းသင်းနီသို့မဟုတ်မိကင်နီချုံကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ကကြက်ပါလေးတွေကိုအခုမှလက်ခံရရှိတယ်ဆိုရင်ဘယ်လိုထင်းသင်းစားရှာရမလဲဘယ်လိုမိကင်ရမလဲ ဟုတ်ကဲ့ကျွန်တော်တို့ကြက်ပလေးတွေကိုလက်ခံရရှိလာခဲ့ပြီဆိုရင်ဒီပုံစံအတိုင်းပတ်ပတ်လေးတာစကားကာထားတဲ့မိကင်ခန်းထဲမှာထည့်ထားပေးရပါမယ်။ကြက်ကလေးမိကင်ခန်းကိုဒီပုံစံအတိုင်းစနိုက်တကြပြင်ဆင်ပေးရပါမယ်။ကြက်ကလေးမိကင်ခန်းရဲ့အရှိတန်စကားကိုလည်းဒီအတိုင်းအပပထားပေးရင်အရန်ကောင်းပါတယ်။ဒီလိုအရှိကိုတန်စကားအပခံပေးရရှင်ရဲ့ရည်ရွယ်ချက်ကတော့ကြက်ကလေးတွေရှိပါတဲ့အခါမှာကြက်ရှိတွေကအကိုလွယ်လွယ်ကူကူကြက်သွားစေဖို့ပဲဖြစ်ပါတယ်။ ပြီးရင်တော့အရေးအကြီးဆုံးအရာတစ်ခုကတော့အပူပေးဖို့အတွက်မိအိမ်တစ်ခုလိုအပ်ပါတယ်အပူပေးမိသည့်ဖြင့်ကြက်ကလေးတွေအနှွေးထားရအောင်ကူညီပေးရပါမယ်ညဘက်မှာကြက်ပကလေးတွေမအေးအောင်အတွက်ကျပအကောင်တရားအတွက်တရားဝအပူပေးလျက်ဆဲမိသည့်ကိုအသုံးပြုသင့်ပါတယ်ရေခွက်နှစ်ခွက်နဲ့အစာခွက်တစ်ခွက်ကိုလည်းအစင်သင်ထားရှိပေးရပါမယ်အစိုးပိုင်းကာလတွေမှာတော့ကျပကလေးတွေသာမန်လာစေဖို့အတွက်ဗီတာမင်ကိုရေနဲ့ရိုးစပ်ပြီးတိုက်ပေးရပါမယ် ။နောက်ပြီးတော့လေတိုက်ခတ်ခြင်းကိုကာကွယ်ဖို့ရန်အတွက်ကြက်ကလေးမိခင်ခံမေးပပက်လီကိုအုတ်ကြွပြောသွို့မဟုတ်အရှာပြစီတစ်ခုခုဖြင့်ကာယပေးထားဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြက်မိခင်ခံမေးပပက်လီမှာဘာအကာအယာမှမရှိဘူးဆိုရင်ကြက်ကလေးတွေကို လေစင်းတိုက်ပြီးကျင့်တာအလွယ်တကူဝင်ရလွယ်ပြီးသစ်ဆုံးသွားနိုင်လို့ပဲဖြစ်ပါတယ်။